ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာလာမယ့်ဒီဇင်ဘာလကိုရောက်ရင်ခိုင်းနိုင်ငံမှာကျင်းပဖို့ရှိနေတဲ့စီဂိမ်းပြိုင်ပွဲအတွက်မြမလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းရဲ့ပနာမလက်ရွေးစင်လူစင်းကိုဖွဲ့စည်းလိုက်ချိန်မှာပြည်သူတွေမျောလင့်နေတဲ့လင်းမြင့်မူပါဝင်လာခဲ့ပြီလို့သိရှိရပါတယ်ခင်ဗျာ ISP အသင်းရဲ့ကွင်းလယ်တိုက်စစ်တောင်မှကစားသမားဖြစ်တဲ့လင်းမြင့်မူကိုပြန်လဲရွေးချယ်လိုက်ပြီလို့တာဝန်ရှိသူတယောက်ကအတည်ပြုပြောကြားလာခဲ့ပါတယ် လက်ရွေးစင်ကစားသမားအတူဖြစ်တဲ့လင်းမြင့်မို့ဟာနီပေါ်ဖိတ်ခေါ်ပလာပြိုင်ပွဲမှာတော့ကချန်ပီယံဖြစ်ခဲ့တဲ့မြမလက်ရွေးစင်အမျိုးသမီးတင်လူစင်းမှာပါဝင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့အာရှဖလာရှေ့စပွဲသရုပ်လက်ကြီးရှေ့စန်းခီး AFM Women Championship နဲ့ဂျပန်လက်ကြီးခီးစင်တွေကိုတွားခဲ့တဲ့လက်ရွေးစင်တင်လူစင်းမှာတော့ပါဝင်ခွင့်မရခဲ့ပါဘူးခမအခုတော့လင်းမြင့်မို့အခုလိုပနာမလက်ရွေးစင်လူစင်းမှာပြန်လဲရွေးချယ်ခံလိုက်ရတဲ့အတွက်ပြည်သက်တွေကအယံမဲ့ဝမ်းသာနေကြပါတယ် တီးပြုတ်လို့မရသေးတဲ့အခြားကရင်းမြစ်တခုကတော့ဗနာမလရွေးစဉ်လူစင်းဖွဲ့စည်းရမှာဒေစီအောင်တို့ထဲသွင်းရွေးချယ်ထားတာမရှိဘူးလို့ကျွန်တော်တို့ထပ်မံကြားသိရပါတယ်ခင်ဗျမြမလရွေးစဉ်အမျိုးသမီးအသင်းရဲ့လေ့ကျင့်ပြင်ဆင်မှုအစီအစဉ်တွေကိုဗနာမကစားသမား26ရောင်နဲ့စတင်လေ့ကျင့်နေပြီလို့လည်းကျွန်တော်တို့သတင်းကြားသိရပါတယ်လာမယ့်ဒီဇင်ဘာလကိုရောက်ရင်ကျင်းပါမယ်စီးကိန်းပြိုင်ပွဲရဲ့အမျိုးသမီးဘောလုံးအားကစားနည်းမှာမြမလရွေးစဉ်အမျိုးသမီးဘောလုံးအသင်းကအုပ်စုဘီမှာကြောက်နေပါတယ် ်ဒီဥစုမှာမြန်မာလက်ရွေးစင်မျိုးသမီးတင်ကဗီယက်နမ်ဖိလစ်ပိုင်နဲ့မလေးရှားတို့ကိုရင်ဆိုင်ရှင်များမှာဖြစ်ပါတယ်ခင်ဗျဒီဇင်ဘာလ9ရက်နေ့မှာတိုင်ပွဲစတင်ကစားရမယ်ဥစုဖွင့်ပွဲစဉ်ကိုမြန်မာလက်ရွေးစင်မျိုးသမီးတင်ကဖိလစ်ပိုင်လက်ရွေးစင်မျိုးသမီးတင်နဲ့စတင် ရှင်များမှာဖြစ်ပါတယ်ခင်ဗျဥစုဒုတိယပွဲစဉ်ကိုတော့ဒီဇင်ဘာလ10ရက်နေ့မှာကစားရမှာပါအဲ့ပွဲစဉ်မှာတော့မြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းကမလေးရှားလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနဲ့ရှင်များမှာဖြစ်ပါတယ်ဥစုနောက်ဆုံးပွဲစဉ်ကိုတော့ ဒီဇင်ဘာလ17ရက်နေ့ကိုရောက်ရင်ရှင်ပြန်ကစားမှာဖြစ်ပါတယ်အဲ့ပွဲစဉ်မှာမြန်မာလက်ရွေးစင်မျိုးသမီးဘောလုံးအသင်းနဲ့ BNN လက်ရွေးစင်မျိုးသမီးအသင်းတို့ထိတ်တဲတွေ့နေကြပါတယ်ခင်ဗျအုပ်စုတစ်ခုစီကအုပ်စုပထမနဲ့ဒုတိယနှစ်သင်းဟာစမီဘိုင်နစီကိုတက်လန့်ရောက်ရှိခွင့်ရရှိမှာဖြစ်ပါတယ်ခင်ဗျတ िश ူအားပေးပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ